အားလုံးပဲမင်္ဂလာပါဘောလုံးချင်းညီကိုတွေနေကောင်းချမ်းချမ်းသာကြပါသည်ကျွန်တော်ဒီ Twitch Channel လေးဖြစ်တဲ့ MN Football Parent Tech ကနေအားလုံးကိုကြိုဆိုရပါနော် Champion League ပွဲစဉ်တွေရှိတယ်ပွဲစဉ်တောင်းတပေးမယ်ပွဲတွေကတော့၉ပွဲလောက်ရှိမှတယ်အစောပွဲတွေကတော့၁၇နိုင်၁၅မှာကမ်ဘာဘာစီလိုနာ Olympia ကောမှာတော့ Barcelona တင်းရနှလုံးတည့်ရေဘောင်းကြီး၃60ပြထားတယ်ဒီဇာတ်မှာကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ Barcelona အတင်းကအဆင့်၁၆မှာပေါ့နော်တပွဲနိုင်တပွဲရှုံး ိုလံပီယာကတော့တပွဲတည်တပွဲရှုံပေါ့။ဒါဘာစီလိုနာဖက်မှာဆိုရင်တော့ကျွန်တော်ထင်တယ်ဖြစ်နိုင်ခြေ line up ကတော့ဒါတောင်းပါမှာရာမဲနဲ့ Rashford ပဲဖြစ်မှာပေါ့နော်။ကွင်းလမှာတော့ Frankie ရယ် Pedri တို့ကတော့ပါလာနိုင်တယ်ပေါ့နော်။နောက်တမဆိုလို့ရှိရင် Arujo တို့ Baldi တို့ပေါ့နော် Conde တို့ဒီကစားသမားတွေကပွဲထပ်ပုံများတယ်ပေါ့နော်။လံပီယာကောအတင်းကတော့ဒါအဓိကဦးစားပေးရတော့ခံစစ်ပဲဖြစ်တယ်ဗောနော်ခံစစ်ကိုဦးစားပေးတယ်ဗောနော်ဘာစီလိုနာလက်လောကျွန်တော်ဒါ ခါလီကပွဲစဉ်တွေလည်းကြည့်လိုက်ပေါ့နော်တိတ်ပြီးအားရဆိုင်အောင်မကောင်းသူစွတ်ထားတဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲသူဘူးရီပြန်ပြီးထားတာတွေ့ရတယ်ဂျီတွေလည်းတအားရှောက်ရှောင်းတယ်ဂျီကလည်းနောက်ဆုံး၄ပွဲဆက်ဂျီရှုံးထားတဲ့ဘာစီလိုနာလည်းဖြစ်တယ်လို့ဘူးရီလည်းတွင်းခံထားရတယ်ပေါ့နော်ဒီဘက်ကအိုလံပီယာကော့အတင်းကိုကြည့်မှဆိုလို့ရှိရင်တော့အိုလံပီယာကော့အတင်းရတာပီတွင်းလစ်တီမှာတော့သူကအဓိကခံစစ်ကိုပဲဦးစားပေးတဲ့အတင်းဖြစ်တယ်ပေါ့နော်ဒါမှဒီနေ့တင်ကြားရမှာကစားသမားအင်အားတော့တအားကွာချားတယ်ဆိုပေမဲ့လည်းတပတ်ကအိုလံပီယာကောရနီးပြားကလည်းအိမ်တော့က ဒါအတွေ့အကြုံရှိတဲ့နည်းပြပါတော့အရင်တော့ကတူကန်ခဲ့တာဆိုလို့ရှိရင်ကြည့်မယ်ဆိုလို့ရှိရင်ဒါ Eva တို့ Osasuna တို့ပေါ့နော်တူကန်ခဲ့တာပြင် Sibila ကိုဆိုရင် Europa League တွေပါတော့ယူထားပေးတဲ့နည်းပြဖြစ်တယ်ပေါ့နော် short တော့လို့တော့မရဘူး Spain နည်းပြဖြစ်တဲ့အတွေ့အကြုံရှိတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ Barcelona ဘယ်လိုမဆိုနိုင်ဘူးအရေးကြီးတယ်ပေါ့နော်ဒါနှလုံးတည်ရင်နဲ့ဂိုးပေါင်းကြီး360အောင်မှာပေါ့နော် ဖွင့်ထားတဲ့ Wins to Oscar ရောဘာစီလိုနာအနိုင်ကိုပြား၂၀တေးကို6.5နဲ့ Olympia ကိုအနိုင်ကို7.3ပြပေးထားတယ်။ဝင်းဝမ်းကြိုက်တယ်။ဘာစီလိုနာအနည်းဆုံးနှလုံးတော့ထည့်မယ်လို့ထင်တယ်ပေါ့နော်။နှလုံးနဲ့တောင်းလုံးကြားထဲမှာရှိမယ်ပေါ့နော်။ဒါပေမဲ့ဘာစီလိုနာအတက်ပြန်ကခံစိတ်ကဂိုးတွေပေးနေရတာအဲ့တစ်ချက်တော့သတိထားရမယ်ပေါ့နော်။ဘယ်လိုအသင်းမှလာလာပေးနေလဲဆိုတော့ကျွန်တော်တို့အရေးဆုံးမှာဘာစီလိုနာဘော်ဒီပဲရွေးချယ်လိုက်ပါတယ်။ပြီးရင်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်။ဘော်ဒီကြီးကတော့များတော့တအားများတယ်ဒါပေမဲ့လည်းဘာစီလိုနာမှာဒါ ရာဖီညာတော့ဘာလို့ပါလာရင်တော့တော်တော်လေးကောင်းမယ်ပေါ့နော်ဒါဒဏ်ရာမှာကြီးလိုက်မယ်ဆိုရင်ရာဖီညာပါနိုင်ကြီးနည်းတယ်ပေါ့နော်ဒါပေမဲ့ပါလာခဲ့တော့ပို့ပြီးကြီးကောင်းမှာပေါ့နော်နောက်တစ်ပွဲကတော့ဒါကိုင်ရက်နဲ့ပါဖို့စတိုရဲ့ပွဲစဉ်ဖြစ်တဲ့ဒဲပေးထားတယ်ကူပေါင်းကြီးနှလုံး80ပေးထားတယ်ပေါ့နော်အနားနည်းပါဖို့စကပေးမှထင်တယ် level 30ရှုံးနေတဲ့ရှုံးပေါ့နော်ပေးမဲ့ပုံစံမျိုးမှာရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပါဖို့စကအဆင့်30နဲ့ကိုင်ရက်က36ပါဖို့စကတမကိုင်ရက်စကရမှာမရှိသေးဘူးပေါ့နော် ဒီနဲ့တင်းလုံးကလည်းတချမ်းပြန်လေးကိုင်းရက်ဆိုတာအခုမှစပြီးဆော့တဲ့တင်းဖြစ်တယ်ပေါ့နော်ဒါကာဇာစတန်ကလပ်ဖြစ်တဲ့ပါဖို့စ်ကတော့ Cypress ကလပ်ဖြစ်တယ်ပေါ့နော်ပါဖို့စ်အတင်းကတော့ဒါခန်းစစ်ကိုအသားပေးတဲ့ကစားဟန်ရှိတယ်ပေါ့နော်ဒါကျွန်တော်ညီကိုလည်းခလုံးတည်ပြီးသားပါပဲအဲ့မဲ့ဘိုင်ယန်ကတော့သူတို့5-1နဲ့ရှုံးတယ်။အိုလံပီယာကိုတည်ရီဆော့တယ်။ပီရင်းလစ်တင်ပါလေသူတို့တိုက်စစ်တဲ့ဂိုးတွေတောက်ရှောင်ရရတယ်ပေါ့နော်။ ကာရက်နဲ့ပွားဖို့ဇာမကစားသမားရတာဘောနတံမှုပိုင်းလည်းနည်းနည်းကွာခြားတာတွေ့ရတယ်ဘောနကာရက်ကခုနှစ်တန်ပွားဖို့က၁၇တန်လောက်ရှိတယ်ဘောနဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to all sport ကြီးကိုကြည့်မယ်ဆိုရင်ကာရက်အနိုင်ကို၃စားတေကိုလည်း၃စားဘောနပွားဖို့အနိုင်ကို2ပွိုင်းပို့ပေးထားတယ်ကျွန်တော်ပွားဖို့နဲ့ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်နော်နောက်တစ်ပွဲကတော့ဒါမြန်မာစံတော်ချိန်တနအီခွဲမှာကာမဲဘီလာရီယန်နဲ့မန်စီးတီးနှစ်တင်းလုံးအတိုင်ရင်ဦးစားပေးတဲ့အသင်းတွေဖြစ်တယ်ဘောနဒါအဝေးကွင်းမန်စီးတီးကတလုံး၄၀နိုင်ဂိုးပေါင်းကြီး၃၀၀ရှုံးဆောင်မှာပေးထားတယ် ဒါ Champions League ဇေယျမှာကြည်လိုက် Man City ရဲ့အဆင့်၈မှာရှိတဲ့၄မှတ်ရထားတယ်ပေါ့နော်။ Villarreal ကတော့၂ပွဲဆော့ပြီးတဲ့အချိန်မှာတမတ်ပေးရတာ။ Villarreal တိုက်စစ်ကိုတော့ကျွန်တော် short တွက်လို့တော့မရဘူး။ Villarreal ကဒါ La Liga မှာကြည်လိုက်မယ်ဆိုရင်သူဂိုးမသွင်းနိုင်တဲ့ပွဲဆိုတာခက်ရှာရှာပဲဗျ။တပွဲတည်းပဲရှိတယ်အဲ။ Atletico Madrid ကိုမသွင်းနိုင်ဘူး။ပြီး Champions League မှာ Spurs ကိုအဝေးခွင့်မှာပဲဖြစ်တယ်နော်။အိမ်ခွင့်မှာမဟုတ်ဘူး။ဂိုးမသွင်းနိုင်တဲ့အဝေးခွင့်နေမှာဖြစ်တယ်။ဒါကျွန်တော်ထပ်သတိထားမယ်။ မန်စီးတီးကိုတွင်းခံရနိုင်ဖို့များနေတယ်ဒီပွဲမန်စီးတီးအသင်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့သူဆွတ်ထားတဲ့ပွဲတွေကြီးလိုက်ပေါ့နော်နောက်ဆုံး၅ပွဲမှဆိုရင် The Champion League အပိုင်း EFL Cup Premier League အကုန်ခြုံပြီးကျွန်တော်ပြောတာပေါ့နော်သူက clean sheet တွေပါထပ်ပြီးယူထားတာမျိုးအမြင်တွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူဂိုးမတွင်းနိုင်တဲ့ပွဲ Premier League ပွဲတွေ Champion League ပွဲအကုန်ခြုံကြည့်တဲ့ပွဲပဲရှိတယ်အဲ့ဒါမှစပါးကိုသူစည်းနဲ့ရှုံတဲ့ပွဲကျန်တဲ့ပွဲတိုင်းလိုလိုမှဂိုးတွင်းထားတယ်ပေါ့နော်မန်စီးတီးနဲ့ ဗီလာရီယာရှားမှာတော့ဒါကစားသမားအင်အားတော့ကွာခြားမှုတော့ရှိမယ်ဆိုမဲ့လေဗီလာရီယာအင်ကွင်းဖြစ်တဲ့အတွက်ဂူရူဂူရနိုင်တယ်လို့ကျွန်တော်သုံးသပ်မိတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဝိုင်းစတူအော့စကာတော့ဗီလာရီယာအနိုင်ကို၄ဆတရီကိုလည်း၄ဆမန်စီးတီးအနိုင်ကို53ကြာပေးထားတယ်မန်စီးတီးနိုင်ရင်လည်းဒီပြား40ပဲလို့ထင်တယ်ဗောနော်ကျွန်တော်ကတော့ဝိုင်းစပါမှာထိုးကြတယ်ဆိုရင်တော့14 to score ရဲ့ဆိုတာရိုက်ကြည့်ဗောနော်ဒါဗီလာရီယာတကူရမလို့ထင်တယ်အင်ချင်အတင်းနဲ့ဖြစ်နေတဲ့အတွက် PTTSCS ကြိုက်တယ်မန်စီးတီးဘော်ဒီကြိုက်တယ်ပြီးရင် ကောင်းလုံး20ရှုံးဆိုရင်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်နောက်တစ်ပွဲကတော့အာဆင်နယ်နဲ့အတလီတီကိုမက်ဒရစ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်ကလည်းတနအိခွဲမှာပဲကံမယ်ဘောနော်အာဆင်နယ်အသင်းကတစ်လုံး20နဲ့ဂိုးပေါင်းကြီးကနှလုံး40ရှုံးဆိုမှာပြထားပါဒါအစနဲအစင်9မှာရှိရ6မှာ9ပွဲလုံးနိုင်ထားတယ်ဒီကူကတော့တပွဲနိုင်တပွဲရှုံးပေါ့နော်ချန်ပီယံလိမ့်မှာဆိုလို့ရှိရင်တော့ဒီပါဘူးကိုရှုံးထားတာဟုတ်သူကအစင်နေကတော့ဒီယာစီပေါ့နော်တော်တော်လေးကိုကောင်းနေဗျာခန်းစစ်ကလုံးဝပေးကူကြီးတော်တော်ရှားတယ် ူလံပြာကော့ကိုပဲជីជីဝက်ဆန်းမဲ့ជីជីဖူလံမဲ့ជីជីမနောဝက်ဆန်းတော့ဖူလံလို့ဆိုင်တော့ဒီကောအများကြီးတာပေါ့နော်သူတို့ဂိုးမသွင်းနိုင်တဲ့ပေါ်တပွဲတွေပဲရှိတယ်အဲလီဗာပူးနဲ့ပွဲဂိုးမသွင်းနိုင်ဘူးပင်ကလင်းရှစ်တရားတာအားကောင်းတယ်ဗျဒီဟာဒီအာဆင်နယ်အတင်းရဲ့ကလင်းရှစ်တရားကြောက်ခမန်းလီလီရှိနော်ဒီကောအတင်းတေချာပေါ့ဂိုးတော့တွင်းခိုင်းရမှာဗျတစ်ခါကဒီကောအတင်းကိုကြီးလိုက်မယ်ဆိုရင်ဒီကောကလည်းတိုက်စစ်ကတော့ကောင်းတယ်လို့ခံစစ်ကလည်းဂိုးတွေပြီးနေရတယ်ပေါ့နော် အသေးကြတဲ့အာဆင်နဲ့အတင်းအနည်းဆုံးတစ်လုံးကနေနှလုံးထိတော့ထည့်မလို့ထင်တယ်ဗျာနော်တီကိုလည်းတစ်လုံးတော့ရသွားမယ်လို့ထင်တယ်တီကိုရဲ့တိုက်စစ်ကိုကြည့်လိုက်လေဗျာရှော့ခါတခါချေရမှန်းနာမို့တခါရီယယ်မတ်တစ်ကို5-2နဲ့နိုင်တယ်ဖရန့်ဖုတ်ကို5-1နဲ့နိုင်တယ်ချန်ပီယံလိမှာဆိုလီဗာပူးကိုလည်းပြန်လန်ဂိုးတွေထည့်မှာဗျာနော်ဒါပြန်ပွဲဆုံးဆက်တာမီကိုတည်ရီဆော့တဲ့ဥစားဆူနာ1-0နဲ့နိုင်တယ်ဗျာနော်ဒါကတော့အာဆင်နယ်ကခံစစ်အားကောင်းတယ်ဆိုတော့ဒီပွဲစဉ်က1-1 1-2ဒီလိုပုံစံမျိုးတွားမဲ့ပုံစံရှိတယ်ဗျာနော် ဒီပွဲစဉ်မှာဖြစ်နိုင်ချေ lineup တွေကတော့ဒါ you grass to saka တို့ဘောနော rise to zombieman ဒီ easy ဒီသူတို့ကဘွဲထက်လာမှာပါခံစစ်မှာဆိုရင်လည်း arsenal ကောင်းတယ်တက်တစ်ဖက်က tico မှာဆိုရင်တော့ alvarez slot ဘောနော pin koki တို့ခံစစ်မှာဆို lorian marcos lorian တဲ့တို့ဘောနော်ဒီကစားသမားတွေနဲ့ပဲပွဲထွက်လာဖို့များပါဖွင့်ထားတဲ့ wins to oscar တော့ arsenal အနိုင်ကို56ပြပေးရေကို၄ဇ tico အနိုင်ကို5.5ပေးထားတယ်ဘောနော် ကျွန်တော်ဒီကိုဘော်ဒီကြိုက်တယ်အခုလောကဂူပေါင်းအောက်လို့တော့ပြောနေတယ်ဗောနော်ဒါမှကျွန်တော်ဒီဘွဲစင်မှာ21လို့ထင်တယ်ဗျာနော်21ဒီလိုမျိုးပုံစံမျိုးဗောနော်အဲဒါကျွန်တော်ဂူပေါင်းအပေါ်ရွေးချယ်တယ်ဒီကိုထဲမှာထင်တယ်ကျွန်တော်အာဆင်နယ်အာဆင်နယ်လက်ထက်ဒီကိုလည်းထဲဆိုတော့အဲ21ဗောနော်21 11တော့ဖြစ်နေဖြစ်နေတယ်ကျွန်တော်တော့21တပောင်းမျိုးထားတယ်ဗောနော်အဲဘယ်ဘယ်အသိမ်းမနိုင်နိုင်ဗျာအာဒီကိုဘော်ဒီနဲ့ဂူပေါင်းအပေါ်ကြိုက်နောက်တစ်ပွဲကလီဗာပူးစင်နဲ့ PSG တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါအဝေးခွင့်အသင်းဖြစ်တဲ့ PSG က ၃လုံး၄၀နဲ့၉ပေါင်းကြီး၃လုံး၄၀ရှုံးဆိုမှပေးထားတယ်ဗောနဒါလီဘာကူဆင်ကတော့နီးပြပြောင်းပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကောင်းနေတယ်ဗောနဒီဘာကူဆင်ကတော့ဒါချန်ပီယံလေးပွဲစဉ်တွေမှာမရှုံးထားဘူးဗောနဒါကိုကင်ဟေကွန်တည်ရီဆော့တယ် PSV ကိုတည်ရီဆော့ထားတယ် PSG အသင်းကတော့ဒါငပွဲလုံးနိုင်ထားတယ်၆မှအဆင့်၃မှရှိတယ်ဗောနဒီဘာကူဆင်အသင်းကိုကြည့်လိုက်ဗောနသူဆော့ထားတယ်ဒါဘွန်ဒက်စ်လီဂါပွဲစဉ်တွေပဲကြည့်ကြည့် အခုနိဗ္ဗာန်ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာဒီအသင်ကတိုက်တောက်လျှောက်ဂိုးတွေရတယ်လို့ခံစက်ကလည်းဂိုးတွေတလဟောကြီးပေးတယ်ပေါ့နော်သူပွဲစင်းနေဆိုဂိုးပေါ်ကြီးကြတာတော်တော်များသူဆော့ခဲ့တဲ့နောက်ဆုံး mind stand ပွဲမှာဆို43နဲ့ပြီးခဲ့တယ်ပေါ့နော်ချန်ပီယံလိပွဲစင်းမှာဆိုကိုဗင်ဟင်ဂျင်နဲ့တူတူကြတယ် PSG နဲ့11ကြခဲ့တယ်ပေါ့နော်ဂိုးတွေလည်းပြန်ပေးတဲ့အတွက် PSG အသင်ကအနည်းဆုံးတလုံးကနဲ့နှလုံးထိတော့ထဲ့နိုင်တယ် PSG တိုက်စစ်ပေါ့နော် PSG ကိုကြည့်လိုက်မှာဆိုရင်လည်းသူတို့ဘာစီလိုနာကို2-1နဲ့နိုင်တယ်အတလန်တာကို4-0နဲ့နိုင်တယ်ချန်ပီယံလိမှာ ူတို့ဆော့ထားတယ်ဒါပြင်သစ်လီဦးနောက်ဆုံးနှစ်ပွဲဆက်တည်းကြားထားတယ်ပေါ့နော်ဒါလီလီကိုမှမှဆော့တယ်ပြီးရင်ဆွမ်းစဘောကတိတတိဆော့ထားတယ်ပေါ့နော်သူတို့လည်းခံစက်ကဂိုးတွေပြန်ခွင့်ပြုနေရတယ်ပေါ့နော်ဒါဆိုတော့ကိုစင်းရတဲ့တကူရမယ်2 1 2ပေါ့နော်2 1 2 2ဒီလိုပုံစံမျိုးပဲဖြစ်ပေါ်များပါတယ်ဒီပွဲစဉ်ကနော်ကျွန်တော်ကလီဗာပူးစင်းအတင်းပေါ်ကြီးကြိုက်တယ်ပေါ့နော်ဒီပွဲစဉ်မှာလီဗာပူးစင်ပေါ်ကြီးကြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်14 to score yes ကြိုက်တယ်ကျွန်တော်တို့ဒါ wine spec ကိုလည်းကျွန်တော်ထည့်ပြောပါအောင် ဒါလီဗာကူဆင်အနိုင်ကို4.7ပေါ့နော်တေကို3.9နဲ့ PSG အနိုင်ကို68ပြန်ပြထားတယ်ပေါ့နော်ဒါ USG ပေါ့နော် Union စိတ်ဒါ Belgium ကလနဲ့ Inter Milan တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Inter Milan တော့ပြထားတယ်တလုံး40နဲ့5ပေါင်းကြီး3လုံး40စာ Union စိတ်ကိုကြည့်မယ်ဆိုရင် Union စိတ်အတင်းကလည်းမဆိုးပေါ့နော်ဒီရာလေး Champion League မှာတပွဲနိုင်တပွဲရှုံးထားတယ်အဆင့်20မှာရှိ Inter တော့နှစ်ပွဲလုံးနိုင်ထားတယ်ပေါ့နော်6မှာရှိတယ်ပေါ့နော်ဒီနှစ်တင်းကြားထဲမှာကစားသမိုင်းအင်အားကွာခြားမှုရှိပါတယ် ူနေဆိုင်ရတော့ဒါပြည်တွင်းလက်မှာပဲជីជីချန်ပြန်လက်မှာပဲជីជីပေါ့နော်ဒီတိုက်စစ်ကငိုးရရထားတာတွေ့ရမယ်တိုက်စစ်မဆိုးဘူးခံစစ်ကလည်းအသာပြီးတယ်တိုက်စစ်ခံစစ်မရအောင်စော်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်ခုကြားထဲမှာကွာနေလာကစားသမားပေါ့နော်ခုနကျွန်တော်ပြောခဲ့ပြီးပြီအင်တာမီလန်အသင်းကတောက်လျှောက်နိုင်ပွဲတွေပြန်တွေ့ထားတာတွေ့ရတယ်ပေါ့နော်တောက်လျှောက်သူတို့နောက်ဆုံး6ပွဲဆက်ရှုံးဝဲမရှိသေးဘူးပေါ့နော်အင်တာမီလန်အသင်းကဂိုးရဖို့ဂိုးတကူကနေငိုးထိတော့ရမလို့ကျွန်တော်တုံ့ပြန်မိတယ်ပေါ့ ဒီပွဲစဉ်မှာတော့ USG အနိုင်ကို50တေးကို3.9နဲ့ Inter အနိုင်ကို68ပြ win 2ကြိုက်တယ်ဗျာ Inter body ကြိုက်တယ်ဗောနော်ကျွန်တော်ကတော့ Inter body ပြင်9ပေါင်းအောက်ကြိုက်ပြီးတော့ကျွန်တော်တို့ဒါ Wines ပဲရိုက်ချင်တယ်ဆိုရင်တော့ Botin to score no ဆိုတာရိုက်ဖို့ကြံပေးချင်တယ်ဗောနောက်တစ်ပွဲကတော့ Copenhagen နဲ့ Dortmund တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Dortmund အတင်းကတလုံး80နဲ့9ပေါင်းကြီး3လုံး60စားပြီးထားတယ်ဗောနော်ဒီက Dortmund နိုင်မဲ့ပေါက်ချီမျိုးဖွင့်ထားတာတော့မှန်တယ်ဗောနော် တော်မွန်တရားအစင်ခွန်မှရှိတဲ့တပွဲနိုင်တပွဲတည်ရေကိုပင်ဟေရင်ကတော့ဒါတပွဲတည်ရေတပွဲရှိကိုပင်ဟေရင်အခြေအနေမကောင်းအစင်28မှာရှိတဲ့နှစ်ပွဲပဲဆော့သေးတယ်ဆိုဘာမှမဖြစ်နိုင်သေးပါဘူးကိုပင်ဟေရင်ကတော့ဒါပြည်တွင်းလက်မှာဆိုလဲနောက်ဆုံးနှစ်ပွဲစနိုင်ပွဲပျောက်ထားတယ်လို့ဒါချန်ပီယံလက်မှာဆိုလဲကွာရာဘတ်အသင်းကိုအဝေးပွဲမှာရှုံးထားတယ်ဗောနတစ်ဖက်ကတော်မွန်အသင်းကိုကြီးလိုက်မှာဆိုရင်ဒါဘိုင်ယန်နဲ့အပြန်လန်နေဖြစ်ပြီးမှာဗောနဒါရှုံးတော့ရှုံးသွားတယ်ကြီးတွေအောင်ထားတာမျိုးတွေ့ရတယ်ဗောနတော်မွန်တင်လဲနောက်ဆုံးနှစ်ပွဲစကြီးတွေရှုံးထားတယ်ဘွန်ဒက်စလီကာမှာ ။ချမ်းမြန်လေးမှာဆိုရင်ဂျူဗင်တက်တီဆော့တဲ့တီကိုတယ်လီတီကိုဘီလ်ဘာအို4-1နဲ့ထားတယ်ပေါ့နော်။ဒူလက်တိုက်စစ်အသားပေးတယ်ဆိုတော့ဂိုးတွေပြန်ခွင့်ပြုနေရတာမျိုးတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖန်တာရ1-2အော်စကာတော့ကိုဗင်ဟေဂင်အနိုင်ကို4.5တေးကို3.7နဲ့ဒေါ်မွန်အနိုင်ကိုပြန်ရှစ်ဆက်ပေးထားတယ်။ဒီပွဲစဉ်မှာဒေါ်မွန်ဘော်ဒီကြိုက်တယ်ဘိုတင်းတူစကောနိုးဆိုတာကြိုက်ပါတယ်။နောက်တစ်ပွဲတော့နျူကာဆယ်နဲ့ဗန်ပီကာတို့ရဲ့ပွဲစဉ်ဖြစ်တဲ့နျူကာဆယ်ကတလုံး30နဲ့ဂိုးပေါင်းကြီးက360စားဆုံးမှာပြီးထားတယ်ပေါ့နော်။ ညူကခေရတော့ဒါချမ်းမြန်လေးဇေယားမှဆိုအစင်စက်တက်မှရှိရပေါ့နော်၃မှတ်ရထားတယ်တပွဲရှုံတပွဲနဲ့ဘမ်ဘီကတော့နှစ်ပွဲလုံးရှုံထားတယ်ပေါ့နော်တိမ်ညောလင်းချက်မရှိဘူးဂျန်နဲ့ပွဲစဉ်တွေကိုတေချာယူဆိုင်ပြီးဆောဖို့လုပ်တယ်ပေါ့နော်အစဒါညူကခေအတင်းကိုချိလိုက်မယ်ဆိုလို့ရှိရင်အိမ်ခွဲမှာပို့ပြီးကောင်းတက်တယ်ပေါ့နော်ညူကခေကတော့ဒါပရီးမီယံလိဖတ်မှာကြီးမယ်ဆိုရင်လည်းသူတို့နောက်ဆုံးရှုံခဲ့တာတော့ Brighton ဖြစ်တယ်ဒါချမ်းမြန်လေးမှဆို USG ကိုအဝေးဘက်မှာဖူးစည်းနိုင်တယ်အိမ်ခွဲမှာ Barcelona ကိုပြူးမှာပေါ့နော် မြုပ်ကဆက်အင်ကွင်းအားအရန်ကောင်းတဲ့အတင်းထဲမှာပါတယ်ဗောနော်ပရိသတ်အောင်ကစားအောင်တာကွာတယ်ပြီးလို့ရှိရင်ဘန်ဘီကာကိုကြည့်မယ်ဆိုရင်မော်ရီညိုကင်ပြီးတဲ့နောက်ပိုင်းမှာဗောနော်ဒါချယ်စီရဲ့ဝမ်စီနဲ့ရှုံးတယ်ဒါမော်ရီညိုစကန်နဲ့ချန်ပီယံလိပွဲစဉ်ဗောနော်နောက်ချန်နပွဲတွေမှာတော့သူတို့ကနက်ခံစစ်အသာပေးဗောနော်တိုက်စစ်ကလည်းဂိုးတွေရတယ်မြုပ်ကဆက်အခါမသိရင်ဂိုးတို့ကိုထက်ခံရနိုင်တယ်ဒီပွဲစဉ်ဗောနော်ဘောင်းမနဲ့2-1ကြားထဲမှာပဲရှိမယ်ဒီပွဲကကျွန်တော်စိတ်ထဲထင်တာဗောနော်ကျွန်တော်ကောင်းတတ်မိတာ နုကဆက်တူဝန်လားဒါမှမဟုတ်ဝန်ဝန်လားတူတူလားအဲ့လိုပုံစံမျိုးပဲပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာတော့နုကဆက်အနိုင်ကို56ပြတေကို4.2နဲ့ဘန်ဘီကာအနိုင်ကို5.5ပေါ့နော်ကျွန်တော်ဘန်ဘီကာစိုက်တယ်ဘိုတင်းတူစကောယက်စိုက်တယ်ဂိုးပေါင်းအပေါ်စိုက်တယ်၃မျိုးရွေးချယ်ထားတယ်ပေါ့နော်နောက်တစ်ပွဲကတော့ PSV နဲ့နာပိုလီတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဒါအဝေးကွင်းနာပိုလီက level 40ရှုံးပေးထားတယ်ပေါ့နော်နယ်သာလန်ကလပ် PSV ကတော့အဆင့်22ခုမှတတ်မှတ်ပေးရထားတဲ့တပွဲရှုံးတပွဲသေးနာပိုလီကတော့တပွဲရှုံး တပွဲနိုင်၃မှာပေါ့နော်အဆင့်၁၉မှာရှိတယ် PSV ရဲ့တင်းကိုကြီးလိုက်မှာဆိုရင်သူတို့ဆော့ထားတဲ့ Champion League ၂ပွဲပေါ့နော်ဒါ Liverpool 1-1နဲ့ USG ကို3-1တေးကြတာ PSV ရဲ့တင်းရဲ့တိုက်စစ်ကတေးချပေါက်ကိုရမှာဗျတကူကတော့တေးချပေါက်ကိုရမှာပေါ့ဆို PSV ရဲ့တိုက်စစ်ကဂိုးမသွင်းနိုင်တာခက်ရှာရှာပဲခန်းစစ်ကလည်းပွင့်နေဗျနာပိုလီရဲ့တင်းကိုကြီးလိုက်ဗျနာပိုလီရဲ့တင်းနောက်ဆုံးသူတို့ရှောင်းခဲ့တာတိုရီနိုပေါ့နော်ဒါအဝေးကွင်းမှာနာပိုလီရဲ့တင်းအဲ့လောက်ထိမဟုတ်ဘူးပြီးလို့ရှိရင်မီလန်ကိုရှောင်းတယ် ပြင်းမန်စီးတီးကိုရှုံးတယ်အဝေးခွင်းထဲမှာဆိုနည်းနည်းလေးခြာတာမျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဂိုရဂိုတွင်းနိုင်တဲ့ကစားသမားတွေတော့ပိုင်ဆိုင်ထားတယ်ပေါ့နော်အဲအားကြောင့်မို့လဲအဝေးခွင်းနဲ့ level 40ဂိုးပေါင်းကြီး3လုံး60ဆမှာပြေးတာပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Oscar တော့ PSV အနိုင်ကို3စ3.5နဲ့ Napoli အနိုင်ကို2.2 ကျွန်တော်ကတော့ဒီဘွဲစင်မှာ BTTSCS ခြိုက်တယ် PSV body ခြိုက်တယ်ဂူပေါင်းအပေါ်ခြိုက်ပါတယ်ညီကိုတို့အားလုံးအပေါင်းပြကြပါစေချမ်းမချမ်းသာကြပါစေကျွန်တော်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်เนาะကျွန်တော်လက်တီချာလေးကိုလေ့လာပြီးမှတီချာလောက်ထားပါတယ်ဗောနော